အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြိတ္တတွေအားလုံးမင်္ဂလာပါဆိုတော့ဒီအပိုင်းမှာ Inter Miami အသင်းရဲ့တိုက်စစ်ပိုင်းတော့နမေဂျိုကန်ဝင်တိုက်စစ်အတွဲဖြစ်တဲ့ Amasa အတွဲကိုပြန်တွေ့ရနိုင်တယ်ဆိုတဲ့သတင်းတွေထောက်လျှောက်တက်နေတယ်တက်တာကအခုလက်ရှိမှာ Daily Express တို့ Daily Mail တို့အပါဝင် ESPN နဲ့တချို့သတင်းတော်တော်များများမှာတက်နေတယ်ဆိုတော့အခုလောလောဆယ်မှာ Neymar က Brazil Club Santos မှာကစားနေတယ် လူးရှ်ဝါရက်စ်နဲ့လီယိုမက်ဆီကအင်တာမိုင်အမီမှာကစားနေပြီးတော့ဒေးဗစ်ဘက်ခမ်းကအခုဆာဂျိုဘူးစကက်နဲ့ဂျော်ဒီအယ်ဘာထွက်သွားတဲ့အသင်းကိုတခြားအပြောင်းလဲတွေလုပ်ဖို့ပြင်ထားတယ်။ဆိုတော့ဒါဟိုတနေ့ကဂျော်ဒီအယ်ဘာကသူဘာကြောင့်နားလဲဆိုတဲ့အကြောင်းကိုသူ decision ချတယ်။ဒါကြောင့်ဂျော်ဒီအယ်ဘာက2029ခုတူကအင်တာမိုင်အမီနဲ့ contract ချုပ်ထားတယ်။မေလမှာချုပ်ထားတာ။ဒါပေမဲ့သူစိတ်ပြောင်းပြီးတော့ယာဒီကုံပါပဲဘူးစကက်နဲ့အတူနားမယ်ဆိုပြီးတော့ decision ချလိုက်တယ်။ဆိုတော့ major league မှာသူနှစ်နှစ်ကစားပြီးတော့အခု MLS ကပြီးရင် Busquets ရောသူရောနားပြီဆိုတော့ backhand လို့ကအစပြီးတော့အသင်းကိုပြန်ဖြည့်တဲ့အချိန်မှာ Inter Miami ကရင် Tottenham Hotspur နဲ့ Real Madrid ရဲ့ Sevilla နောက်ခံကစားမှာ Spain နောက်ခံကစားမှာ Sergio Reguilon ပေါ့လေဒီသားမက Man United ကိုအငှားလာကစားခဲ့ဘူးတယ်တကယ်ကောင်းတဲ့ chart တွေပြအသက်29ပဲရှိတယ်အဲ့ chart တွေကိုဒါ Albania မှာအစားထိုးပြီးခေါ်ထားပြီးပြီဆိုတော့သူက2029အထိစာချုပ်ချုပ်ထားတယ်ဒါပေမဲ့အခု Inter Miami ကအခုလက်ရှိမှာ နေမာဂျူနီယာကိုပြန်ခေါ်သွားမယ်အစီအစဉ်ရှိတဲ့အကြောင်းကို Daily Mail မှာဖော်ပြတယ်။ဖော်ပြတဲ့ report ကတော့ Barcelona ရဲ့ iconic forward line ဖြစ်တဲ့ Amazon တိုက်စစ်၃ရောက်အတွဲကိုသူတို့ဘက်ကပြန်ပြီးတော့အသက်သွင်းခြင်းတယ်။ဆိုဒီနေရာမှာတစ်ခုပဲပေါ့လေ။နေမာကအခုမက်ခင်းတူကွင်းတွေကိုကစားလို့မရဘူး။ Santos မှာမက်ခင်းတူကွဲတိုင်းမှာသူ injury ဖြစ်တဲ့အတွက်ကြောင့်မက်ခင်းတူပွဲတွေကိုမကစားဘူးဆိုချင်ပါဥမာ Atlanta မှာကံမဲ့ပွဲတွေတချို့ Major League ရဲ့ ဒီ NFL ကွင်းကြီးရှိတယ်ဗျာအဲ့ NFL ကွင်းကြီးမှာမစီလက်တောင်းတောင်းသူမကစားဘူးကစားတော့ကစားတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုအဲ့ NFL ကွင်းကြီးကဒီ McKin တူကွင်းကြီးလည်းဖြစ်တယ်ဆိုတော့ Suarez နဲ့ Messi နဲ့နှစ်ယောက်ရှိတဲ့အချိန်မှာ Neymar ပါရောက်လာတဲ့အချိန်မှာပြဿနာက Neymar ရဲ့ physical condition Neymar ကအဲ့ထက်မှာအသက်ငယ်ဆုံးသူ32ပဲရှိသေးတယ် Suarez က38 Messi က38 38 38ဖြစ်ပြီဆိုတော့ဒီသားမနှစ်ယောက်ကမပြေးနိုင်တော့ဘူးဗျာအဲ့အချိန်မှာ Inter Miami ရဲ့တိုက်စင်မှာ pace လို့ နေမရဲ့30နှစ်ဆိုချောင်းနေမဘာဖြစ်ဖြစ်ကစားလို့ရသေးတယ်ဘလုံးနေကင်ထားမယ် 6k ပြလို့ရတာမှန်ပေမဲ့ intermediate mia miami တိုက်စစ်က fresh လို့အပ်တယ် unless suarez ကိုတရားဒီဆက်ထိ messi suarez နေမနဲ့ပြန်တွဲပြီးတော့မှနောက်ရသည် suarez နာ messi နဲ့နေမနဲ့နောက်ဆုံးတရားဒီကစားပြီး messi နာနေမဆက်နေဆိုတော့ပုံစံမျိုးလေးဖြစ်ကောင်းဖြစ်နိုင်တယ်ဒါပေမဲ့ question က inter miami နဲ့ david beckham တကယ်တော့ inter miami ရဲ့အဓိကပြဿနာအဲ့ဒါတွေမဟုတ်ဘူး မေဂျာလိမှာသူတို့တိုက်စစ်အကောင်းဆုံးအသင်းဒါပေမဲ့ခံစစ်ကအတွင်းကို90ကျော်ပေးရတဲ့ပြဿနာအဲ့ခံစစ်ကိုမပြေနိုင်သူတိုင်းမိုင်းမြတိုင်ပတ်မှာခံစစ်ကစန်တာဘက်ကောင်းကောင်းတယောက်နှစ်ယောက်လောက်လိုတာ rival လည်းကောင်းကောင်းမရှိဘူးစန်တာဘက်လည်းကောင်းကောင်းမရှိဘူးအရင်တော့ busket ခံနေလို့ကွင်းလေကမသိတာမျိုးအခု busket မရှိရင်လုံးဝဘလို့ထွက်မှာတော့မဟုတ်ဘူးဆိုတော့အဲ့မှာကွင်းလေက major problem ဖြစ်တော့ကြအဲ့ကွင်းလေတယောက်လည်းထတ်လို့အင်တာမာမီက age ဖြစ်နေတဲ့ကစားမတွေမလို့တော့အမှန်တမ်းပြော young fresh လူငယ်တွေလိုအပ်တာဆိုတော့သူတို့အရင်တော့က ဘန်ယာမင်ကမတ်စကီတို့အခု Brighton ကိုရောက်ပြီးတော့ Paraguay မှာပါခြေစွမ်းပြတဲ့ Diogo Gomes တို့နောက် HG ကို ပြောင်းသွားတဲ့ Federico ကို Redondo တို့အဲ့လိုလူငယ် World Rate ကောင်းတဲ့ကစားသမားတွေထွက်ထွက်သွားတာ Inter Miami တော်တော် တိုင်ပတ်တာဒါပေမဲ့အခုလောလောဆယ်မှာ Daily Mail ရဲ့ report ရဆိုရင် Inter Miami ဟာ Neymar Jr ကိုပြန်ခေါ်ဖို့လုပ်ပြီးတော့ Amazon 3ရောက်တိုက်စစ်အတွဲကိုသူတို့ပြန်အသက်သွင်းမယ်ဆိုတဲ့အချက်ပဲကျွန်တော်ကတော့အမှန်တိုင်းပြောရင် Neymar ရောက်လာတော့တိုင်းထက်လုံဒါပေမဲ့ ခံစစ်မှုမဖြစ်မချင်းဒါမှမဟုတ် champion မဖြစ်နိုင်ရှင်းရှင်းလေး maybe လီးပြိုင်ပွဲထက် supporter ရှိပြိုင်ပွဲမှာ champion ဖြစ်ကောင်းဖြစ်နိုင်တယ်တကယ်ဆိုဒီနေ့က supporter ရှိတာသူတို့ချမ်းရှိတယ်ဗျာမလို့လားပဲနဲ့အိမ်ကွင်းမှာရှုံးနေနှစ်ပွဲသုံးပွဲလောက်နောက်ဆုံးအမှတ်ရတာတွေကအခံစစ်မကောင်းလို့ဖြစ်တာအဲ့ဒါတူရင်တူပွဲဆိုဖတ်မရပဲတပွဲလုံးမှာသူတို့ကတောက်လျှောက်ဖိတာဟိုဘက်ကတလုံးမပေါက်တယ်အခံစစ်အားနဲ့တော့တကူးပေးလိုက်ရအဲ့လိုပြဿနာတွေ inter mind မှာအများကြီးပဲဒါပေမဲ့အခု အမတ်ဆန်တိုက်စစ်အတွဲကိုဒေးဗစ်ဘက်ခမ်းကဖန်တီးဖို့အတွက်နေမာကိုသူတို့စိတ်ဝင်စားတယ်။ဘာလို့လဲဆိုတော့ဆန်တိုးစ်နေမာရဲ့ကွန်ထရက်ကလည်းဒီနှစ်ဇန်နဝါရီမှာကုန်ပြီးပြီ။ဒီဇင်ဘာသူပြီးပြီ။ဆိုအလွတ်နဲ့ခေါ်လို့ရတယ်။ဒါပေမဲ့ question ကမိုင်ယာမီသူ့ကိုခေါ်မှာလား။ဒါပေမဲ့သတင်းတွေကတော့တောက်လျှောက်တက်နေတာပေါ့လေ။အားလုံးကျေးဇူးတင်ပါတယ်။